ကရင်အမျိုးသားစည်းရုံး KNU တပ်မဟာလီဗိတ်တဝဲခရိုင်ရှိစစ်ကောက်စီတပ်ရဲ့ထိကိပြူဟာတပ်စခန်းကို KNL နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။စစ်ကောက်စီတပ်ရဲ့ထိကိပြူဟာတပ်စခန်းကိုမေလ9ရက်နေ့မနက်9:00နာရီခန့်က KNL နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီးအဲ့ဒီစခန်းမှာအလံကိုလည်းလွင့်ထူလိုက်တယ်လို့အမည်မဖော်လိုတဲ့မြင်ပြင်သတင်းရင်းမြစ်တအူကပြောပါတယ်။ ဒါပြင်လက်နက်ခဲရဲ့တချို့ကိုလည်းသဲယူရရှိခဲ့တယ်လို့တည်ရင်းမြစ်ကဆိုပါတယ်။ထီခိဘူဟာတက်စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလည်းစစ်ကောက်စီတပ်ရဲ့ထိထဗျူဟာတပ်စခန်းကို KNL နဲ့တော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထီထဗျူဟာတက်စကန်ဟာအရင်က KNU တက်မဟာလေးဗိတ်ထဝဲခရရဲ့ဘ ਹੁ ဌာနချုပ်နေရာဟောဖြစ်ပြီးအရင်စစ်အာဏာရှင်ဟာဥတန်းရွှေလက်ထက်1996ခုနှစ်မှာစစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထီထဗျူဟာစကန်ကို KNU တက်မဟာလေးလက်အောက်ခံ KNL နဲ့ຫນွေဥတော်လည်ရေးကနေပေါ်ပေါက်လာတဲ့တော်လည်ရေးပူပေါက်တပ်တွေက 28နှစ်အကြာ2025ခုနှစ်ဧပြီလ16ရက်နေ့မှာပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ကြပါတယ်။ထီထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက်ထီခီဗျူဟာသက်စခန်းကိုဧပြီလ22ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးမေလ9ရက်နေ့မှာအပိတက်သိမ်းပိုက်နိုင်ခဲ့တယ်လို့တည်င်းရင်းမြစ်ကပြောပါတယ်။